ိမ်ဆိုတာဟာကျမတို့လူသားတွေသာမကဒီတတ္တဝါတွေအားလုံးအတွက်အခြေခံလိုအပ်ချက်တစ်ခုထပ်ကိုပို့ပါတယ်ဒီ2021ခုနှစ်ဆင်အာနာသိမ်းမှုနောက်ပိုင်းမှာတော့ဒီအာနာသိမ်းမှုနဲ့နောက်ဆက်တွဲအခြေအနေတွေကြောင့်အိမ်နဲ့ဝေးကွာခဲ့ရသူတွေအိမ်မပြန်နိုင်တော့တဲ့သူတွေမိသားစုမစုံလင်တော့တဲ့ဘဝတွေများစွာဖြစ်လာခဲ့ရပါတယ်ကျမအပါဝင်အခုဒီမှာရောက်ရှိနေတဲ့လူငယ်တွေအားလုံးကတော့ဒါဆရာနာသိမ်းမှုနဲ့နောက်ဆက်တွဲအခြေအနေတွေကြောင့်အိမ်နဲ့ဝေးကွာခဲ့ရသူတွေဖြစ်ပါတယ် ဒီတော့အိမ်နဲ့ဝင်းနေရတဲ့လူငယ်တွေရဲ့အတွေးအမြင်ခံစားချက်ဒီသူတို့ရဲ့မျှော်လင့်ချက်တွေကိုဒီနေ့ဇကဝိုင်းမှာဆွေးနွေးကြမှာဖြစ်ပါတယ်။လူငယ်တွေရဲ့အတန်လူငယ်တွေရဲ့အတွေးအမြင်တွေကိုထင်ဟပ်စေတဲ့ဇကဝိုင်းတွေကိုဒါစုံလင်ကွဲပြားတဲ့တိုင်းရင်းသားတွေပါဝင်တဲ့ဇကဝိုင်းတွေကိုလူငယ်အတန်အစီအစဉ်ကနေပြီးတော့တင်ဆက်နေတာဖြစ်ပါတယ်။ဒီနေ့မှာပါဝင်ဆွေးနွေးမဲ့သူတွေကတော့ဒီအလွတ်တန်းသတင်းတောက်တယောက်လည်းဖြစ်၊ကရင်တွေကဒီစစ်ဆောင်တွေရဲ့အရေးကူညီပေးနေသူတယောက်လည်းဖြစ်တဲ့မန်နင်းနဲ့96 Soldiers PDF တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးမတ်ဖူလိုပဲဖြစ်ပါတယ်။ကျမကတော့ DV လူငယ်တန်အစီအစဉ်တက်ဆက်သူဖူအီရင်ွယ်ပါ။မင်္ဂလာပါအားလုံးမတွေ့ရအောင်ဝမ်းသာပါတယ်။မင်္ဂလာ။ဟုတ်ကဲ့ဒါကတော့ဒီနေ့ဟိုအိမ်ထဲဝေးနေရတဲ့လူငယ်တွေရဲ့ဇကောဟိုင်းလေးပေါ့နော်။ဒီတော့အရင်ဦးဆုံးကိုဘယ်ကလာတယ်လဲလက်ရှိမှာဘာတွေလုပ်ဖြစ်နေတယ်လဲဆိုတာလေးကိုအချင်းချင်းလေးပြောပြပေးပါအောင်။မဖူအရင်ပြောပြပေးပါအောင်။အာပါဖူကတော့မဖူပေါ့နော်ရဲဘော်နာမည်ကတော့96 soldier pdf မှာအထွေထွေအတွင်းမူတာဝန်ယူထားရပေါ့နော်ဆိုတော့ အဲဘယ်ကနေလာလဲဆိုတော့လောဆယ်ကတော့ဒီအဲစတူဒီယိုမှာရောက်ဖို့ကအညာနေလာရတာပေါ့နော်ဟိုတကယ်တော်လိုင်းမစခင်ကတော့ရန်ကုန်ရန်ကုန်မှာဟိုဖြစ်တာပေါ့ဆိုတော့ဟုတ်တော်လိုင်းမစခင်မှာတော့ကိုပိုင်ဆိုင်လေးဖွင့်ထားတာပေါ့ဒီတော်လိုင်းရေးဖြစ်တော့တဲ့ခါတော့သတင်းထောက်အနေနဲ့ဖြစ်လာတယ်ပြီးတော့ဆစ်ရှောင်းတွေကိုလည်းကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့မှာပေါ့နော်ကွန်ပျူတာတင်းပေးတာတွေဆစ်ရှောင်းအရေးကူညီပေးတာတွေလုပ်နေပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ပေါ့နော်ဒီစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာကျမတို့လူငယ်တွေဘလို့စိတ်သက်တွေခံယူချက်တွေ အဘလို့အခြေအနေတွေကြောင့်ဒီလိုမျိုးအိမ်ကနေပြီးတော့ထွက်ခွာခဲ့ရတယ်လဲဆိုတာကိုအယူအဆပြောလိုက်မယ်ပေါ့နော်ဒါတော့အိမ်ဆိုတာကကိုယ့်အတွက်အဘလို့မျိုးအတိတ်ပဲရှိတဲ့အရာမျိုးဖြစ်မလဲအိမ်ဆိုတာကိုကဘလို့မျိုးအတိတ်ပဲဖွင့်ဆိုထားတယ်လဲအဲအိမ်နဲ့ပတ်သက်ပြီးတော့ဟိုခံစားချက်တွေကဘလို့ရှိလဲပေါ့အဲ့ဒါကိုမနေ့နေ့အယူအဆပြောပြရအောင်အိမ်ဆိုတာကတော့ကိုယ့်တယောက်ထဲမှာမဟုတ်ဘူးပေါ့နော်လူတိုင်းမှာလူတိုင်းအတွက်ကိုအရေးကြီးတဲ့အရာတစ်ခုပေါ့နော်ခိုးလုံရာတစ်ခုဖြစ်တယ်ဘလို့ထိစိတ်ပင်ပန်းပါစေဘလို့ထိစိတ်ညစ်ပါစေအိမ်မှာ အဲ့တော့အားယူလိုက်ရတာဖြစ်ဖြစ်မိသားစုရဲ့ထွေးပွေးမှုရတာပဲဖြစ်ဖြစ်လုံခြုံသွားတယ်ပေါ့နော်ဟိုအပြင်မှာ stress တွေပါပြနေမယ်ဆိုလို့ရှိရင်တော့မှပဲမိသားစုရဲ့နေထွေးမှုရရဆိုတော့အရန်အရေးကြီးတော့အိမ်ကလူတိုင်းအတွက်ကိုလေးနေမယ်လို့လည်းထင်တယ်ပေါ့နော်ပြီးတော့အိမ်မှာဆိုလို့ရှိရင်လည်းအမှတ်တရတွေအများကြီးရှိရပေါ့ကိုယ့်ရဲ့မိသားစုတွေအတူတူဖြတ်တန်းခဲရတာတွေအတူတူလှုပ်ဆောင်ခဲရတာတွေပေါ့အိမ်ကနေထွက်ဖြစ်လာတဲ့အကြောင်းရင်းကတော့ဒီလိုအာနာသိမ့်ပြီးနောက်ပိုင်းမှာကိုကလည်း CDM တွေကို supporting လုပ်တာတွေရတခြားပိုင်းတွေမှာလည်းကူညီပေးတာတွေရပေါ့နော် အဲ့လိုမျိုးတွေခါကြတော့ကိုကအဲ့လိုတစ်ခေတ်ပြင်းနဲ့မလုံခြုံတော့ဘူးဖြစ်သွားတော့အိမ်ကနေထွက်ဖြစ်ခဲ့တာပေါ့ဟုတ်တယ်နော်ဒါအိမ်မှာရှိနေတော့ကတော့အိမ်ရဲ့အေးပါမှုအဲ့လောက်ကြီးကျွန်တော်တို့သတိမထားမိကြအောင်နော်အခုလိုမျိုးအိမ်နဲ့ဝေးလာတဲ့အာဒါတစ်နှစ်လည်းမဟုတ်နှစ်နှစ်လည်းမဟုတ်အခုဆိုရင်ဒါစစ်အာဏာသိမ်းမှုဆိုရင်၅နှစ်နေပါဖြစ်လာပြီပေါ့နော်ဒီတော့ဟိုဒီခံစားရတာပို့ပြီးတော့တိတာလာတယ်ပေါ့နော်ဒါမဖူးကရောအဲအိမ်နဲ့ပတ်သက်ပြီးတော့ အာပွင့်လင်းပြောရရင်ဒီအာနာမသိငင်တော့အိမ်နဲ့ပတ်သက်ပြောလို့ definition ဖွင့်ရမယ်လို့အိမ်ရဲ့နှွေးထွေးမှုလို့တိတ်ပြီးတော့မခံစားမခံစားမိဘူးဆိုတာဘာလို့လဲဆိုတော့အိမ်မှာအငငယ်ဆုံးလေးဖြစ်တယ်ဟိုနည်းနည်းစိုးရဲတွေမှာပါတော့ကြတော့ဟိုအိမ်ရဲ့ ိုမိဘတွေနဲ့နွေးနွေးရွှေးနေရမယ်ဆိုတဲ့ဟာမျိုးတွေအဲ့လိုအိမ်မှာနေလို့ရှိရင်ကိုယ့်ကိုယ်ပဲအခန်းကားပိတ်ပြီးတော့လို့တယောက်တည်းနေတတ်တာများတော့ကြတော့တိတ်ပြီးတော့မခံစားမိဘူးဒါပေမဲ့အာနာသိမ်းပြီးတော့အိမ်နဲ့ဝေးစဝေးရတဲ့အချိန်မှာတော့တိတ်တာလာရဲပေါ့နော်အာဟိုမိဘတွေရဲ့ဂယူဆိုင်မှုတွေနေမကောင်းဖြစ် တဲ့အချိန်ကအစပေါ့နော်အရန်ကြီးဟိုဟို nutrient မှုလိုအပ်တဲ့အခြေအနေတွေဖြစ်လာဆိုတော့အိမ်ဆိုတာကအော်ဒီလိုမျိုးပါလားဒီလို nutrient ပါလားဟိုမိသားစုဆိုတာဒီလိုပါလားဆိုတဲ့ဟာကိုစပြီးတော့ခန်းစားလာတာပေါ့နော်အာဒီအာနာစသိန်းတော့ဒီတဲကိုထဲထဲဝင်ဘလို့ပါဖြစ်လဲဆိုတော့အာဖူကအရင်တော့ဒီရှင့်နေဖြစ်တယ်ပေါ့နော်ရှင့်နေဖြစ်တော့ဒီတရားကြီး တပိတ်စကြောင်းရှိရဲ့မိခင်တပိတ်စကြောင်းနဲ့ထွက်ကြရင်းနဲ့မှနောက်ပိုင်းလူလူတပိတ်တွေကွဲလာတဲ့အချိန်မှာအာဒီကွာနေကိုပျောက်ကြားတပိတ်တွေလောက်ကြတဲ့အချိန်တွေကအဲရန်ကုန်မှာရှိခဲ့ရပေါ့နော်ဆိုတော့အာနောက်ပိုင်းတူတူထွက်တဲ့ရဲဘော်တွေဖန်ခံရတယ်ပြီးတော့တချို့အဲတယောက်ကြားသပိတ်မဟုတ်တချို့ကိစ္စတွေမှာလည်းပါဝင်ထားရရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုက ဟိုအပြင်မှာတော့နေရပေါ့နော်ဆန်သားတွေစပြကြတဲ့ကလည်းအိမ်မှာမနေတော့ဘူး April ရဲ့မနေတာမနေဘဲနဲ့ safe house တစ်ခုမှာသွားနေရပေါ့နေပြီးတော့အဲအဲ့ချိန်မှာဘာခံစားရလဲဆိုတော့ကိုအခန်းရှိရနေကွာတခုခုဟိုဟိုဖြတ်သွားရဘာညာဆိုလို့ရှိရင်အောင်စိတ်ကမလုံခြုံတော့ဘူးပေါ့เนาะပြော်ရဲပေါ်တွေအများကြီးလည်းဖန်းခံရရရောဆိုတော့အဲစိတ်မလုံခြုံတာနဲ့အဲဒီဘက်၄ကီကောကိုစပြီးတော့ထွက်ခေရပါပေါ့เนาะ ဒါဆိုရင်မဘူးဆိုရင်လည်းဟိုအများကြီးအပြောင်းလဲဖြစ်သွားမှာပေါ့နော်ရှယ်ဘောင်းကဟုတ်တယ်ဒီတရားနေပြီးတော့ဒါ၄ကိတ်ကော၄ကိတ်ကောနေပြီးတော့မှဒီမှာဆိုရင်လည်းစစ်တင်တဲ့နေပေါ့အမျိုးသမီးတယောက်နေနဲ့အရင်တော့ဟိုကိုနဲ့ဟိုကိုစိတ်မကူးဘူးလူဘူးလို့တော့မှပြောလို့ရတာပေါ့နော်ဒီလိုဟာမျိုးပြောရဒီကနေမှတစ်ဆင့်အညာပေါ့နော်အဲ့တော့ဒီအိမ်နဲ့ဝေပြီးတဲ့နောက်ပိုင်းမှာရောဘယ်လိုမျိုးစိန်ခေါ်မှုတွေ အာဘယ်လိုမျိုးအတွေ့အကြုံတွေဂျုံတွေ့ရလဲပေါ့လေအဲ့ဒါပထမဆုံးဂျုံတွေ့ရသမင်းချက်တာနဲ့အဝိရှော်တာပေါ့နော်ဟိုပြော့အဲ့လိုအိမ်မှာဆိုလို့ရှိရင်ဘာမှလောက်ခဲ့ရမှာမဟုတ်ဘူးဖူးလို့မဟုတ်ဘူးဒါဟိုဒီကအမတွေလည်းအဲ့လိုပဲပေါ့နော်အကုန်လုံးကကိုမိဘတွေကပိုးမွေးတယ်လို့မွေးကြရဲဟို သားသမီးတွေပဲလူငယ်တွေဖြစ်ကြတော့စကြုံရတဲ့အချိန်မှာအဲဆပိုးဝင်ရတဲ့အချိန်တွေရှိရပေါ့နော်ဆိုတော့မချက်တက်ဘူးထမင်းပြတ်တာတွေအဲ့လိုမျိုးဟင်းပြတ်တာတွေဆိုတော့အဲ့လိုအချိန်တွေတွေကြုံရတယ်နောက်တစ်ခုကအဝိရှော်ရဲ့အချိန်မှာလည်းဘလို့မှအစင်မပြေဘူးအဝိရှော်ဖို့ကိစ္စတွေကအစဆိုတော့အဲ့ဟာတွေကနေပြီးတော့စပြီးတော့ကြုံရတယ်ပြီးတော့အိမ်နဲ့အိမ်ဆိုတဲ့ဟာကြီးမဟုတ်တော့ဘူးတော်ရဲရောက်သွားတဲ့အချိန်မှာအားလုံးကလူပေါင်း၁၀၀ကျော်လောက်မှာကန့်သွင်းပြီးတော့နေကြရတာဖြစ်တဲ့အတွက်အိမ်လို့တော့မခေါ်တော့ဘူးပေါ့နော်ဒီဟာကို အဲအိမ်မှာအိမ်ကချက်တဲ့ထမင်းဟင်းနေစားခြင်းနဲ့အဆဆအရာရာအကုန်လွမ်းနေပေါ့နော်ကို့အိမ်ရာနောက်ဆုံးကို့အိမ်ရာကို့အခန်းကအစားလွမ်းနေပေါ့နော်ဟိုပြန်သွားလို့မရတဲ့အခြေအနေတွေဖြစ်ခဲ့တာပေါ့ဟုတ်ဒါဆိုမနေပန်းဆိုရင်လည်းဒါအိမ်ကနေပြီးတော့ထွက်လာတယ်ထွက်လာပြီးတော့เนาะဟိုကိနီမှာဒါစစ်ရှောင်းနေနဲ့ထွက်လာတယ်လို့ပြောလို့ရတယ်ဗောနော်ပြီးတော့ဟိုအိမ်ကထွက်လာပြီးတဲ့နောက်ပိုင်းမှာဘယ်လိုမျိုးစိန်ခေါ်မှုတွေကြုံရလဲပြီးတော့ဟို မလုံခြုံမှုတွေလည်းရှိမှာပေါ့နော်ဒီကရင်နီဒေတာမှာဆိုလဲဒါဒီချောင်းတိုက်ခိုက်မှုတွေရောဟိုအိမ်နေဆိုလဲမလုံခြုံမှုတွေကြားထဲမှာဘယ်လိုမျိုးစိန်ခေါ်မှုတွေကြုံရလဲပေါ့ပထမဆုံးစိန်ခေါ်မှုကြုံရတာတော့ကိုကအိမ်မှာဆိုအေးအေးဆေးနေရတာပေါ့နော်အဲ့ဒီပြောမယ်ဆိုတော့တော်ရဲရောက်လာတာပေါ့တော်ရဲရောက်လာတဲ့အခါကျတော့ကိုရဲ့ကချားတွေပါလည်းမတူတာတွေလည်းရှိတယ်ပြီးတော့ကိုမတိတဲ့ data တခုပေါ့နော်ကိုရဲ့ရုပ်ကလည်းနည်းနည်းလေးကွဲထွက်နေတဲ့အခါကျတော့သူတို့နဲ့ပိုရင်းနှီးရပိုလို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ် ဲ့တုန်းကဆိုလို့ရှိရင်ဆဆရရောက်ချင်းစိန်ကိုကိုကိုအတုံးမကြဘူးဆိုပြီးတော့စိတ်တကြတာတွေပါလေလည်းဖြစ်တယ်ပေါ့နော်ငါဘာမှမကူပေးနိုင်ဘူးဆိုတဲ့စိတ်မျိုးဖြစ်တယ်ဒါပေမဲ့ကိုကိုပဲပြန်ပြီးဟင်းလင်းလုပ်ပြီးတော့ငါဘာကူနေပေးနိုင်လဲပေါ့နော်အဲ့နဲ့ကွန်ပျူတာတင်ပေးတာတွေပါလေလုပ်တယ်ဆစ်ရှောင်းတို့တို့ချိုးတက်ရင်တစ်ဖွဲတချို့ပေါ့နော်အဲ့လိုတင်ပေးတယ်ပြီးတော့ဆစ်ရှောင်းအရေးကူညီပေးတာတွေလုပ်တယ်ပေါ့အဲ့လိုကနေစပြီးတော့မှအဲ့လိုဆစ်ရှောင်းကမ်တွေပါလိုက်သွားရင်နေသူတို့ဘုရားပို့ပြီးဆာနာလာတယ်ပေါ့နော် ကိုကိုရန်ကလည်းအဲ့လိုတစ်ခါလေးမှအဆင်မပြေဖြစ်နေချိန်မှာဆိုရင်ဘလို့ရဲ healing လုပ်လိုက်လဲဆိုတော့သူတို့လည်းအဲ့လိုမျိုးအခက်ခဲတွေကြုံနေရတာပဲဆိုရယ်စိတ်မျိုးနဲ့ပေါ့နော်။ငါငါတဲ့ဆိုးတဲ့အခြေအနေရှိရဆိုရယ်မြင်သွားတယ်။မြင်သွားပြီးတော့မှဟိုကဘလို့ကူညီပေးရမလဲဆိုရယ်စိတ်ကိုပဲပုံပြီးအားထက်လိုက်တယ်။အဲ့ခါကျတော့ဟို challenge ကတော့ကြီးတယ်။ဒါပေမဲ့လည်းအဆိုးတဲ့အကောင်လို့ပဲမှတ်သားပြီးတော့အဲ့တော့ပဲပုံပြီးတော့အားဖြစ်ယူလိုက်တယ်ပေါ့နော်။ဒါတော့အဲ့လိုမျိုးဖြတ်တန်းခဲ့ရတဲ့ဟာတွေပေါ့။ um ဒါလို့ရှိရင်တော့စိန်ခေါ်မှုအနေနဲ့ဆိုရင်တော့အဲ့လိုလေချောင်းတွေပါညတွေ လက်နက်ကြီးတွေပေါ့နော်အဲ့ဒါတွေကတော့ကြောက်ဖူးကိုကိုယ်တိုင်လည်းထိခဲ့ဘူးတဲ့ဆိုတဲ့ခါကျတော့အဲ့ဒါမင်းပန်အင်းကထွက်လာပြီးတော့ဟိုကရင်လေးကိုရောက်ခဲ့တာလားအရင်ဆုံးအဲ့အနေမှာဘယ်တွေရောထပ်ပြီးတော့ဟိုရောက်ခဲ့လဲပေါ့ကိုအရင်တော့ဟိုမရောက်ဖူးတဲ့နေရာတွေကိုဒီစစ်အနာသိမ်းမှုနဲ့နောက်ဆက်တွဲအခြေအနေတွေကြောင့်ကိုဆက်ပြီးတော့ရုံးကန်ဖို့အတွက်ပေါ့နော်ဟိုနေရာတွေရွှေ့ပြောင်းရတဲ့အခြေအနေနဲ့အဲ့မှာကြုံရတဲ့စိန်ခေါ်မှုတွေပေါ့အာအိမ်ကနေပြီးတော့ဆက်ထွက်လာတော့အဲ့လိုကရင်နီဘက်ရောက်သွားတာပေါ့နော်ကရင်နီဘက်ရောက်သွားတယ်ကရင်နီနဲ့ရှမ်းပြည်ဘက်ပေါ့အဘက်တွေကိုသွားလာတာရှိတယ် အဲ့ဆိုရင်ကိုကလည်း data ဆိုအရင်တော့ဆိုရင်အမှန်တမ်းပြောရရင်ကရားလို့ပဲသိရပေါ့နော်ကရန်းဆိုမျိုးတွေတိတ်မသိဘူးနောက်ပိုင်းမှအဲ့လိုမျိုးတိလာတယ်သူတို့ရိုးရတယ်ရင်ကျိမှုတွေပိုင်းတိလာတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရယ်ပြီးတော့အဲ့လိုနေရအွှေ့ပြောင်းလေးတဲ့တော့ဟိုဘက်သွားဒီဘက်သွားသွားဖြစ်တယ်ပေါ့နော်ဟိုအခြေအနေကလည်းနည်းနည်းရှုပ်ထွေးတာကိုအဲ့လိုဆိုတော့ခါကြတော့ဒီမှာအမြဲတတီတကြနေရမျိုးမဟုတ်နဲ့ဟိုဘက်ရောက်သွားတာဒီဘက်ရောက်သွားတာတွေကတော့အဲ့လိုမျိုးတွေရှိတယ်ပေါ့အဲ့ဒါကတော့လို့အမှတ်တရလည်းဖြစ်တယ်နည်းနည်းလည်း အာကတိကောက်ဖြစ်တယ်ဗောနော်တခါနဲ့တခါရွှေ့ရတာလည်းမလွယ်ဘူးလေပစ္စည်းတွေကအခုနောက်ပိုင်းကတော့အဲ့လိုရွှေ့ရတာများလာလို့လားမသိထုံသွားတယ်ဒါဆိုရင်ဟုတ်တယ်နော်ဟိုဆက်ဆာချင်းမှာတော့ဒီအခြေအနေနဲ့အသားမကြောက်တဖြစ်နေအာမဖြစ်ဘူးငါဒီအခြေအနေနဲ့အသားကြောက်နေရမယ်ဆိုစူးစမ်းနေထိုင်နေပဲဒါနဲ့အသားကြာလာဗောနော်โอเคอ่าဒါဆိုရင်ပေါ့เนาะကျမတို့အခုတခါမှာဒီစစ်အာဏာသိမ်းမှုဒီ9နှစ်ဒီပါရှိလာချိန်မှာဒီအာဏာသိမ်းမှုနဲ့နောက်ဆက်တွဲအခြေအနေတွေကြောင့်ကျမတို့လူငယ်တွေရဲ့ဘဝအပေါ်မှာဘယ်လိုမျိုး အာတက်ရောက်မှုတွေရှိလဲနောက်ပြီးတော့ဒီကာလအတော်အတွင်းပေါ့ဟိုကျမတို့ရဲ့တန်ဖိုးရှိတဲ့အရာတွေဘလို့အရာတွေဆုံးရှုံးသွားရတလဲပေါ့နော်အဒီကြားထဲမှာမှာကျမတို့ဘလို့မျိုးစိတ်သက်ခံရချက်တွေနဲ့ဒါတွေကိုအားတင်းပြီးတော့ဖြတ်ကျော်နေတလဲပေါ့နော်ဒီအကြောင်းကိုဆက်ပြီးတော့ဆွေးနွေးသွားချင်ပါတယ်ဒီတော့အာ2021ခုနှစ်ဒီစစ်အာဏာသိမ်းမှုနဲ့နောက်ဆက်တွဲအခြေအနေတွေအကြောင်းဒီအိမ်နဲ့ဝေးကွာခဲ့ရသူတွေရှိတယ်အိမ်ကိုမပြန်နိုင်တော့တဲ့သူတွေရှိတယ်ပြီးတော့ဒီ အမိသားစုတွေမစုံလင်တော့တဲ့ဒါလူမစုံတော့တဲ့ထမင်းထမင်းဝိုင်းလေးတွေဆိုပြီးတော့ပြောကြရပါတော့။အဲ့လိုအခြေအနေမျိုးတွေရှိရဲ့ဒီကိုယ့်ရဲ့အတွေ့အကြုံကဘယ်လိုရှိမလဲပေါ့။ကိုကြုံခဲ့ရတဲ့အကြောင်းရအောင်။အာဒီကာလပေါ့နော်။ဒီနှစ်ထဲမှာအဖေဆုံးသွားတယ်။အဖေဆုံးသွားဆိုတာအဖေကအိမ်ကထွက်ကြတဲ့ကမိသားစုတွေမှာအဖေကကျမကြီးလိုက်စားရဆုံးပဲ။ဆိုတော့အဖေကိုဒီကာလကြီးမှာဆုံးနိုင်မယ်လို့မထင်ခဲ့ဘူးပေါ့နော်။ဒါပေမဲ့အဖေမရှိတော့ဘူး။တေချာတစ်ခုက ိမ်ပြန်ရောက်လို့ရှင်အရင်တော့ပုံစံအတိုင်းဖြစ်မှာမဟုတ်တော့ဘူးပေါ့နော်ဆိုတော့အမ်ဖူးမမဟုတ်ဘူးဒီကာလမှာဟိုမိဘဆုံးရှုံးသွားရတယ်မောင်မဆုံးရှုံးသွားရတယ်မိဘတွေကသားသမီးတွေကိုပြန်ပြီးတော့ဆုံးရှုံးသွားရတယ်လူတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ဟိုအာနာသိမ့်ပြီးလို့ဒီတော်လန်ရေးကိုပြီးမြောက်သွားလို့အိမ်ပြန်ကြရတယ်ဆိုလို့ရှိရင်တော့မှာ အဲအိမ်ဆိုတဲ့အရာတောင်ကောင်းကောင်းမခန်းစားကြရတော့မှာမဟုတ်ဘူးပေါ့နော်ပြီးတော့အခုဒီအာနာသိမ့်ပြီးတော့မှာဘာတွေဖြစ်ဖြစ်ရလဲဆိုလို့ရှင်တိုင်းပြည်အတွက်ပေါ့နော်တကယ်တဲလိုင်းရှိတဲ့လူငယ်တွေဆုံးရှုံးရတယ်ပေါ့နှစ်ဖက်ခွဲပြောရမယ်ဆိုလို့ရှင်မြို့ပေါ်မှာရှိတဲ့လူငယ်တွေရဲ့တော်လိုင်းရဲမှာပါခဲ့တဲ့လူငယ်တွေကတော့ဒါကတော့ရှင်းတယ်အစိုးရကအာနာရှင်ကိုမကြိုက်လို့စန့်ကျင်ကြခဲ့တဲ့လူငယ်တွေက ဟိုပြန်မှုလမ်းမရှိဘူးကွာဟိုတော်လန်ရေးမပြီးမချင်းအောင်ဆိုတော့ဒါပေမဲ့ကြံခဲ့တဲ့လူငယ်တွေမှာဘာဖြစ်လဲဆိုတော့ခုနောက်ပိုင်းကစစ်မှုထမ်းဥပဒေပေါ်လာတဲ့နောက်မှာဟိုလူငယ်တွေမှာဟိုတငယ်ချင်းတွေဆိုလို့ရှိရင်အမြဲပြော့ပြစ်တယ်ငါတို့ကငါတို့တော်လန်စိတ်ရှိလို့ဟိုဓမ္မကိုဟိုချစ်မြတ်လို့လို့ငါတို့ဒီမှာပါဝင်ကြတာပေါ့နော်ဆိုတော့မြို့ပေါ်မှာကြံခဲ့တဲ့တငယ်ချင်းတွေလည်းရှိရဲသူတို့ဟို ဟိုမဝေဖန်ဘူးဟိုမရှုံချဘူးဘာလို့လဲဆိုတော့လူဆိုတာကိုရွေးချယ်မှုနဲ့ကိုပဲပေါ့နော်ဒါသူတို့ကကြတော့စစ်ကောင်စီကိုထောက်ခံနေရလဲမဟုတ်တလို့အာတော်လိုင်းဘက်မှာလည်းအများကြီးပူပေါင်းပါဝင်နေကြမဟုတ်ဘူးဒါပေမဲ့အဲ့လိုလူငယ်တွေကအစဟိုပေါ်တာဆွဲတဲ့ကိစ္စတွေဖြစ်လာတယ်ပေါ့နော်အတင်းအာဓမအိမ်တကာခောက်ပြီးတော့မှစစ်မှုထမ်းရတဲ့အခြေအနေတွေရှိလာတယ်ဆိုတော့တချို့လူငယ်တွေဆိုလို့ရှိရင်အာပတ်စံတက်နိုင်တဲ့ ဟိုအလွှာအမျိုးမျိုးရှိရပါတော့အထက်တန်းလွှာကတော့မပြောသေးဘူးသူတို့ငွေနဲ့ဖြည့်ရှင်းနိုင်တယ်ပေါ့အလဲလဲတန်းစားတွေကကြတော့စပြီးတော့သူများနိုင်ငံတွေကိုစထွက်ကြရတယ်အာနောက်ဆုံးအခြေခံလူတန်းစားတွေကြတော့ဘာဖြစ်လဲဆိုတော့ဟိုမမတက်နိုင်ဘူးငါတို့လောက်ရမှာပဲပေါ့နော်ငါတို့ဘယ်ဘက်သွားသွားငါတို့ကစစ်တိုက်ရမှာပဲဆိုရဲစိတ်မျိုးတွေဝင်လာတာကိုတွေ့ရတယ်ပေါ့နော်ပြီးရင်ဒီပညာတတ်လူငယ်တွေတကယ်နောက်တစ်ချိန်မှာပြန်ပြီးတော့အတုံးချမဲ့လူငယ်တွေအများကြီးကို တိုင်းပြည်အနေနဲ့ဆုံးရှုံးရတယ်ကွာအခုဒီဘက်မှာထိုင်းဘက်ချမ်းမှာဆိုလို့ရှိရင်လည်းဟိုဒါအကုန်လုံးကြုံတွေ့ခံစားနေကြရတဲ့အခြေအနေပေါ့နော်အထက်ကနေထွက်လာတယ်ကိုကိုဟိုပြည်တွင်းကနေထွက်လာတယ်ဒီဘက်ချမ်းမှာဘာမှလုပ်စရာမရှိဘူးအကုန်လုံးကလမ်းတွေပျောက်နေကြရတယ်ပညာတွေတတ်ထားကြပြီးတော့မှတကယ်ဟိုဆုံးရှုံးရတယ်ပေါ့နော်လူအခွင့်အရေးပဲဖြစ်ဖြစ်ဟိုလူငယ်တွေရဲ့တကယ်ဟိုတန့်လန်းတွေကို ဆုတ်ယုတ်သွားရယ်ပေါ့နော်အဲ့ပြည်တွင်းမှာကြံခဲ့တဲ့လူတွေအနေနဲ့လည်းဘာဖြစ်နေလဲဆိုတော့မြင်ရသလောက်ပေါ့နော်ကိုပြည်မှာကိုတိုင်းပြည်မှာနေပြီးတော့ဟို display ဖြစ်နေရပေါ့နော်တိုင်းပြည်ပြောင်းနေတယ်လို့ခံစားနေရတဲ့အခြေအနေတွေရှိတာပေါ့နော်ဆိုတော့ငားနဲ့အတွင်းမှာတော့အများကြီးတော့ပြောင်းလဲလာတယ်ပြောင်းလဲလာတာမှဒီနှစ်အတွင်းမှာဟိုတော်တော်တိတိတသားပြောင်းလဲလာတာကိုတော့မြင်ရတယ်ပေါ့နော်ဟုတ်ကဲ့ဒါမဖူးလို့ဆိုလဲညီမတို့ကြားရတယ်ပေါ့နော်တကယ်ကိုစိတ်မကောင်းစရာပဲကိုယ့်ရဲ့ ါမိသားစုတကယ်ကိုအဖေဆုံးရှုံးရတာမျိုးပေါ့နော်ဒီလိုမျိုး ဆုံးရှုံးရတဲ့သူတွေလည်းအများကြီးရှိတယ်ဒီလိုမျိုးမဖြစ်သေးလို့ပေါ့နော်အာမဖြစ်သေးဘူးဆိုရင်တော့မကိုကအိမ်အိမ်ရဲ့အဝေးတနေရာမှာရောက်နေရငါမိသားစုတွေရောအဆင်ပြေပါမလားအာသူတို့နဲ့ကတော့ဒီသုံးလေးနှစ်ခွဲပြီးတော့မတွေ့လိုက်ရဘဲနဲ့မြန်ဆုံးသွားမလားဆိုတဲ့ဟာမျိုးပေါ့နော်စိုးရိမ်မှုတွေနဲ့နေရတာမျိုးရှိတယ်ပေါ့နော်အမနှင်းနှင်းဆိုရင်ရောဘယ်လိုမျိုးရှိလဲပေါ့ဒီကာလအတော့အတွင်းဒီကာလတော့တွင်မှာဆိုရင်လူ၅နှစ်တာကာလပေါ့နော် challenge တွေဖြစ်တာပေါ့အလိုခုနပြောလိုပဲလေချောင်းတွေအဲ့ဒါတွေလည်းကြောက်ရတယ်ပြီးတော့ပြီဆိုတော့ကိုယ့်ရဲ့နေထိုင်ပုံစံမှုပြောင်းသွားတယ်ပေါ့နော်အဲ့လိုမျိုးအခက်အခဲလေးတွေရှိတယ်အဲခါလေးကြလို့ရှင်ရေနီနီလေးတွေပေါ့နော်မြေနီရေလေးတွေလည်းမရှိဘူးချိုးရတယ်ပေါ့ဒါမျိုးတွေဆိုတော့ဒါမဲ့တခုပြောမယ်ဆိုရင်တော့ဒါကိုယ့်ကိုပို့ strong ဖြစ်စေလို့ထင်တယ်ပေါ့နော်အဲ့မှာနေတော့ဆိုလို့ရှင် internet တွေပါတွေမရှိဘူးဖုန်း line တွေမရှိဘူးပေါ့နော်အဲ့လိုစကောက်စီရဖြတ်တောက်လိုက်တဲ့ခါကျတော့ အဲ့လိုမျိုးကနေပြီးတော့မှစားလင်းနေတဲ့တုံးနာတွေရှိတယ်နောက်ခါကျတော့ဟိုတောင်ပေါ်မှာတက်တုံးနာတွေရှိတယ်ပေါ့အဲ့လိုမျိုးဆိုရင်ပုံမှန်အိမ်ထဲကနေပြီးတော့မှသုံးရတာမျိုးမဟုတ်ဖဲနေပေါ့နော်ဒီတန်းကိုသွားပြီးတော့မှသုံးရတယ်ဒီကြားထဲမှာလမ်းမကောင်းလို့ဆိုင်ကယ်တွေကပြက်လမ်းလျှောက်အဲ့လိုမျိုးတွေမျိုးစုံပေါ့အဲ့လိုအများကြီးကိုဖျက်ဆီးလာရတယ်ပြီးတော့ဒီကာလမှာဆိုရင်လည်းကိုယ့်ရဲ့မိသားစုဝင်တယောက်လည်းအထဲထဲမှာရောက်နေပေါ့နော်လူငယ်လေးပဲเนาะမောင်လေးသူဆိုအထဲထဲမှာလို့ပဲနိုင်ငံရေးအမှုနဲ့ပဲပေါ့အဲ့လိုကြားထားတယ်အဲ့လိုဆိုတော့ ့6မီတာဆိုဆိုလဲပြောမယ်ဆိုတကွဲတပြားတော့ဖြစ်နေတယ်ဗောနော်အဲ့ဒါကိုကိုယ့်ရဲ့အိမ်ဒီပါရီရောနေအိမ်ဒီပါရီဗောနေအိမ်ဒီပါရီဆိုလဲချိတ်ပိတ်ခဏရတယ်ဗောနော်အဲ့လိုမျိုးလေးတွေမီတာဆိုလဲတကွဲတပြားဖြစ်နေတယ်အဲ့လိုတော့ကြုံရတယ်ဗောအများကြီးကြုံရတယ်ဒါဆိုတော့မနင်းပန်းဆိုတော့အခုဟိုလူငယ်တယောက်ပဲရှိသေးတာလေအဲ့ဆိုမနင်းပန်းရဲ့မောင်လေးဆိုရင်တော်တော်အသက်ငယ်ဦးမှာဗောနော်သူ့ရဲ့ဘဝကြီးတခြားလုံးဒါနိုင်ငံကြီးသူစစ်ကောင်စီတော်လှန်လို့ဆိုပြီးထောင်ထဲမှာရှိနေတယ်ဗောနော်ပြီးတော့သူ့ရဲ့အသက်အာမခံချက်ဆိုတာလည်းဘာမှမသိဘူးဗောနော် ီလိုလူငယ်တွေတော့အများကြီးပဲเนาะဟုတ်တယ်ရှင်ကအဲ့လိုမျိုးကိုရှင်းမှလည်းမြင်တွေ့နေရတာပေါ့เนาะတချို့မိသားစုဝင်နေဆိုရင်အဲ့လိုမျိုးတားတွေဆုံရှုံသွားရတာတွေတိုက်ပွဲမှာတိုက်ရင်လည်းကြားသွားရတာတွေပြီးတော့ရင်ဘာမှမဟုတ်ဖ ೇನೆ ကိုဆစ်ဆောင်တွေလက်နဲ့ကြီးနဲ့ပြစ်လို့ထိသွားတာတွေပေါ့เนาะကိုကိုကလည်းကြုံတယ်ကိုရှင်းမှလည်းကြုံရမှာမြင်ရဆိုအများကြီးဖြတ်တန်းခဲ့ရတယ်ပေါ့เนาะဒီ9နှစ်ကာလတွင်မှာတော်တော်လေးလေး challenge တော့ဖြစ်တာပေါ့အော်ဒီလိုမျိုးဆုံရှုံမှုတွေကျမတို့ဘက်မှာဒီစစ်အာဏာသိမ်းမှု အာနောက်ဆက်တွဲအခြေအနေကြောင့်တက်ရောက်မှုတွေရှိရပေါ့ဒါတွေကိုဘယ်လိုမျိုးစိတ်နဲ့အားတင်းပြီးတော့အာဖြတ်ကျော်နေကြရလဲပေါ့အဲ့တော့စစ်အာဏာရှင်ကတော့သူလုံနိုင်တဲ့အဆုံးထိအဆုံးဆုံးဆုံးလုံနေတာပဲလीเนาะဟိုမျိုးတွေကိုဘုံကျဲတယ်တိမ့်ထားတဲ့မျိုးတွေကျဲတယ်ပြီးရင်အခုနောက်ပိုင်းဆိုလို့ရှင်ဟိုပြည်သူတွေကိုတာဂတ်ထားပြီးတော့ကျဲတယ်လို့တောင်ခံစားရတယ်ရွာတွေကိုကျဲတယ်ဟိုစစ်ဆောင်စခန်းတွေကိုကျဲတယ်ဆိုတော့အခုဆိုလဲလာမဲ့ ဟိုဟာမှာရွေးကောက်ပွဲဆိုတဲ့ဟာမျိုးလာတော့မှာဆိုတော့စစ်ကောင်စီကသူ့ရဲ့သူ့နိုင်မယ်ထင်တဲ့ဟာမှန်သမျှအကုန်လုံးမှာပဲပေါ့เนาะဆိုတော့ကိုရီဘက်ကဘလို့အားတဲ့နေရလဲဆိုတော့အခု9နှစ်ရှိပြီဟိုနိုင်မယ်ဆိုတဲ့စိတ်ထက်ပေါ့เนาะငါတို့အိမ်ငါတို့ဓာကြီးကိုပြီးဆုံးအောင်လုပ်မှငါတို့ကအိမ်ပြန်ရမှာတေးကြရဓာကြီးကိုမပြီးဆုံးအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင် ဟိုဖိုးရိုးတွေဆိုပို့ဆိုးတယ်အိမ်ပြန်လို့မရဘူးတိလားအိမ်ပြန်လို့မရတော့ဘူးပြီးတော့ဘလို့မျက်နာနဲ့သွားပြီးတော့ပြန်မလဲလက်မှတ်ထိုးပြီးပြန်ကြမလားအဲ့လိုအလုပ်တွေဘယ်တော့မှဟိုလုပ်ကြမဲ့လူငယ်တွေမဟုတ်ဘူးဆိုတော့အဲအဲ့လိုပဲအာတင်းကြော်ဖျားတာပေါ့နော်ငါတို့မှအဆုံးသက်မလုပ်ဘူးဆိုလို့ရှိရင်ဒီပွဲကဟိုဟာပြီးပြီပေါ့နော်ငါလိုလူတယောက် အယောက်100လောက်ထွက်တယ်ဆိုဒီပွဲမှာအယောက်100လောက်ထွက်သွားပြီဆိုရှင်းလေးထားရတာရေးဆက်ထားရတယ်ဟုတ်တယ်အများကြီးပဲဟိုအရှိမရဲဘော်တွေလည်းအများကြီးပေးဆက်ထားရတယ်ပြည်သူတွေလည်းအများကြီးပေးဆက်ထားရတယ်ဆိုတော့အဲ့စိတ်တွေနဲ့ပဲဟိုကြော်ဖြတ်ပြီးတော့ဆက်လုပ်ရမယ်ဆိုတော့ဟိုဒါတောင်းဝင်တစ်ခုလို့ဟိုတတ်မှတ်ပြီးတော့လုပ်နေကြတာပေါ့နော်အမနေ့ပန်းဆိုရင်လည်းဒီသတင်းတွေဖော်ထုတ်ပြီးတော့ရေးသားနေတာရှိတယ်ပြီးတော့ဒီကရင်တွေကဆစ်ဆောင်တွေအေးကူညီပေးနေတာလည်းရှိတယ်ပေါ့ ဒီလိုမျိုးရှေ့မှာဆိုရင်လည်းကိုယ့်ရဲ့ဆုံးရှုံးမှုတွေဒါမိသားစုအိမ်ဒီလိုဆုံးရှုံးမှုတွေရှိတယ်ပေါ့ဒီကြားကနေပြီးတော့ဒါတွေရှေ့ဆက်ပြီးတော့လုပ်နိုင်ဖို့ဘယ်လိုစိတ်သက်တည်နဲ့ဆက်လက်ပြီးတော့လုပ်နေရလဲอืมဆက်ရှောင်နေပေါ့နော်သူတို့ကြည့်ပြီးတော့မှပဲ ိုကဖြတ်တန်းတဲ့အချိန်မှာဆစ်ဆောင်တဲလေးတွေပေါ့မိုးကတဲလေးတွေနဲ့အလိုမိုးမလုံတာတွေလေးတိုက်လို့မိုးကလန်သွားတာအဲ့လိုမျိုးတွေကြည့်ပြီးတော့မှကိုဆိုးရတယ်ဆိုပေမဲ့လည်းကိုထက်ဆိုးရသူတွေရှိနေတယ်ဆိုရဲစိတ်မျိုးနဲ့သူတို့ကိုပို့ပြီးတော့ကူရမယ်ကိုတက်နိုင်တဲ့ဘက်ကနေပေါ့နော်တခါလေးမှသူတို့အင်တာဗျူးတဲ့အခါမှာဆိုရင်သူတို့ဖြည့်ရင်းဖြည့်ရင်းနဲ့မျက်ရည်ကျလာတယ်ပေါ့နော်ကိုကတော့တခါလေးမရိုက်နိုင်တဲ့အထိဖြစ်သွားတယ်အဲ့လိုမျိုးတွေဆိုတော့ကိုဘလို့သူတို့မပြစ်ထားရဖို့ပေါ့နော်အဲ့လိုမျိုးဆိုတော့ခါကျတော့ကိုနိုင်တဲ့လောက်ကိုအဓိကဆစ်ဆောင်အရေးတွေကူတယ် ဟိုငွေကြေးပိုင်းကကူတယ်ပြီးတော့လောအားပိုင်းကကူတယ်ပေါ့နော်အဲ့လိုခုထိလည်းကူနေသေးပဲပေါ့ဒါဟိုပြောမလို့လူသားချင်းစာနာတဲ့အစိတ်အနေနဲ့ပဲပေါ့နော်အဲ့လိုမျိုးပဲဆက်ပြီးလုပ်ဖြစ်တယ်ပြီးတော့တခါတလေမှာတော့လူကပြိုလဲတတာတွေစိတ်ညစ်တတာတွေရှိရပေါ့နော်အလုတ်ကန်နေစမပြေတာပါညာအဲ့လိုမျိုးစုံတွေပေါ့စိတ်ပိုင်းဆိုင်ရာတွေထိခိုက်နေရဆိုလို့ရှိရင်တော့ပဲအော်ဒီလိုမျိုးတော့ဖြစ်လို့မဖြစ်သေးဘူးဆိုပြီးပြီးတော့ကိုယ့်ရဲ့မိသားစုတွေကိုကိုထောက်ပံ့ရမယ်ဆိုရင်စိတ်မျိုးနဲ့ပဲပြန်ပြီးအားတင်းတယ်ပေါ့နော်တခါလေးပြိုလဲသွားရဆိုရင်တော့ပဲ တရက်နှစ်ရက်လောက်ပြူလဲပြီးတော့အဲ့လိုနေလို့မဖြစ်သေးဘူးဆိုတဲ့စိတ်မျိုးနဲ့ပြန်ပြီးအတင်းဖြစ်တယ်ပေါ့ဟုတ်ကဲ့ပါဒါတခြားလူငယ်တွေရဲ့အမြင်တွေကိုလည်းကျမတို့ရဲ့ DUV ရဲ့လူငယ်တန်အစီအစဉ်ကနေပြီးတော့မေးမြန်းထားပါသေးတယ်အာသူတို့တွေပေါ့ဒီအိမ်နဲ့ဝေးနေရတဲ့လူငယ်တွေအခုဒီစစ်အာဏာသိမ်းမှု9နှစ်နီးပါးကာလအတွင်းမှာသူတို့ရဲ့အာသူတို့ပေါ့တက်ရောက်မှုတွေနောက်ပြီးတော့သူတို့ရဲ့တံမိုးထားရတဲ့ဘလို့အရာတွေဆုံရှုံသွားတယ်လေဒီကြားထဲမှာသူတို့ဘလို့စိတ်သက်ခံချက်တွေနဲ့အာကြော်ဖြတ်နေကြတယ်လေဆိုတာကိုမေးမြန်းထားပါတယ်ကြည့်ကြည့်လိုက်ရအောင်ပါ အနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဒီ၄နှစ်၅နှစ်အတွင်းမှာဘလူးတွေကြိုးစားရုံးကင်ဘလူးတွေရှင်သန်ရည်ရည်ရလဲဆိုလို့ရှိရင်လူငယ်တွေကဗျစိတ်မြန်တယ်လက်မြန်တယ်စိတ်ဆက်တယ်ခံစားရတာလည်းလွယ်ကူတယ်ဒီတော်လိုင်းရဲ့မှာရောက်နေတဲ့လူငယ်ဆိုပိုဆိုးတာပေါ့မြို့ပေါ်လူငယ်ထက်အများကြီးပိုဆိုးရပါတော့သူတို့မှာခုနကကျွန်တော်ပြောတဲ့မျောလင်းချက်တွေအိမ်မက်တွေရီမန်းချက်တွေအားလုံးဆုံးရှုံးသွားရတယ်နောက်တစ်ခုကပြီးတော့သူတို့တွေအရင်က အောင်မြင်ခြင်းနဲ့အရာတွေသူတို့တွေအရင်ကလုပ်ခဲ့တဲ့အရာတွေအားလုံးကိုလည်းဆွတ်လွတ်လိုက်ရတယ်။အဲ့တော့ဒီအာနာရှင်ရှိနေသေးရောကျွန်တော်တို့လူငယ်တွေကလက်နက်ကင်ပြီးတော်လန်နေရမှာပဲ။အခုကျွန်တော်တို့တိုက်နေရတယ်ဆိုတာကျွန်တော်တို့ရဲ့နိုင်ငံအတွက်ကျွန်တော်တို့ရဲ့ရှင်မချက်အတွက်ကျွန်တော်တို့ရဲ့မိသားစုအတွက်အဲ့တော့ဒီຢာတွေကဒီအာနာရှင်ရှိနေသေးရောဘလို့နီးနေမှရလာမှာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အာနာရှင်ကိုပြုတ်တဲ့ရှိတိုက်ရမယ်။တော်လန်ရင်ငါနဲ့တာခါလာအတွင်းမှာပဲအာကျွန်တော်လက်နက်ကင်တော်လန်ရေးစလုပ်တဲ့အချိန်နဲ့စပြီးတော့အခုချိန်ထိ အဲဒီမိသားစုရဲ့ပြည့်ပြည့်ထားရှင်းဆိုရင်လည်းကျွန်တော်ခံထားရပါတယ်အဲကျွန်တော် share ရတဲ့လူကျွန်တော်ရဲ့မိသားစုကျွန်တော်ဒီညီကိုမောင်နှမတွေအကုန်လုံးလည်းကျွန်တော်ဆုံရှုံခဲ့ရပါတယ်အခုထိလည်းကျွန်တော်လည်းပတ်သက်မှုလည်းမရှိကြပါဘူးဒီကျွန်တော်တိုက်ပွဲစိတ်တန်းရမိသားစုကပြည်စိတ်တန်းရဆိုလည်းကျွန်တော်တော်တော်လေးကျွန်တော်ခါစီခံခဲ့ရပါတယ်ကျွန်တော်ဆက်လိုက်ရမှမသိပဲကျွန်တော်ငိုနေတယ်အရှိန်ကြီးလည်းကျွန်တော်ဖျက်တန်ခဲ့ရပါတယ်ဒါပေမဲ့ဒီတော်လင်ရေကိုကျွန်တော်နားဖို့ကျွန်တော်အချင်းချင်းဆုံးဖြတ်ချက်ချခဲ့ဖူးတယ် တစ်ဖက်ကနေပြန်ကြည့်မယ်ဆိုရင်လေဒီပရီဆက်သွားတဲ့ကျွန်တော်တို့ရဲ့အာရေဘုံကြီးကိုတွေကိုကျွန်တော်တို့အာနာတဲ့အတွက်ကြောင်းမှုလည်းကျွန်တော်တော်လင်းမှာဆက်ရှိနေတာလည်းဖြစ်ပါတယ်ကျမအနာသိမ့်တဲ့အချိန်မှာကျမအဲ့ဒီဟာကိုကျမဆင်သွားခြင်းမို့လို့အဲ့လိုကျမရဲ့တသိန်းလုံးကျမမင်းထားတဲ့အိမ်မေးပေါ်တော့ဒီတူနာပြုတ်ဖြစ်ခြင်းနဲ့ကျမမိဘရဲ့လက်ဖြစ်စေခြင်းနဲ့ဆိုတော့အိမ်မေးကလုံးဝပြပြပါရတယ်အခုဆိုကျမတို့ဒီအပြင်မှာတခြားကောင်းဒီလာနဲ့ကျမကယ်ရီယာမဟုတ်တဲ့ဟာရောကျမအတင်းလုံးယူပြီးနေထိုင်ရတယ်ကိုချစ်ခင်ရတဲ့သူကိုဆုံးရှုံးပြီးရတော့ဘယ်မှာကျမကဆုံးရှုံး ဖို့လေအယောင်ကိုမလေးတော့ဘောနော်မလို့ဆိုအယဘဲရမမတီရောချွာဒီကလာပူတီးသားလာတယ်ဘောနော်ကျမကျမတငယ်ချင်းတရဆုံးရှုံးခဲ့တယ်အဲ့ဒီတော့မှကျမကငါဘသူတွေထားဆုံးရှုံးရအောင်မှလည်းငါရဲ့ချစ်ရတဲ့သူတွေဆုံးရှုံးရအောင်မှလည်းဆိုရဲစေကအမြဲတမ်းဖြစ်နေတယ်ဘောနော်အခုဆိုလဲကျမတို့ဆိုဒီကိုယ့်ရဲ့နိုင်ငံမဟုတ်တဲ့နေရာမှာရတရားတယ်ဘောနော်အဲ့ဒီလဲကျမတို့အယခက်ခဲတယ်ဘောနော်ကျမတို့ဆိုဒီမတရားမှုတရားမှရဲ့ဆိုပြီးတော့မလဲကိုကိုမနိုင်ချင်ဘူးဒါမတရားကိုကျမတို့ပေါ့ဖိနှိပ်နေတာဟုတ်တယ်ဆိုတော့ ကိုအနေနဲ့အမြင်နဲ့ခိုင်ထားတယ်မလားငါတို့ကဒီငါတို့တိုက်တိုက်နေရမယ်ပေါ့နော်ငါတို့ရအခွင့်ရွေးတဲ့ငါတို့မှတိုက်နေမှသူတိုက်မှာလေပေါ့နော်အဲ့ဆိုငါတို့ကြမ်းကြမ်းခံထားရမယ်ငါတို့တနေ့ on online ရမယ်ပေါ့နော်ဒါကတော့တခြားလူငယ်တွေရဲ့အမြင်အတွေးအမြင်တွေသူတို့ရဲ့ခံစားချက်တွေကိုကျမတို့အာကြားခဲ့ရတာပေါ့နော်အာဒီတော့ဟိုအာနာသိမ့်ပြီးတဲ့နောက်မှာဒီစစ်တပ်ရဲ့အကြမ်းဖက်ဖိနှိပ် ဖမ်းဆီးမှုတွေကြောင်းတော်လကောင်းဒီစစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့လှုပ်ရှားမှုတွေနောက်ပြီးတော့ဒီတော်လိုင်းကြီးမှာပါဝင်ဖို့အတွက်တော်လကောင်းပေါ့နော်ဒီအတင်းအဓမ္မဒီအခုနောက်ပိုင်းမှာဆိုရင်တပ်သားတွေစုဆောင်မှုတွေကြောင်းတော်လကောင်းအာနိုင်ငံမှာရှိတဲ့အများစုသောလူငယ်တွေဟာဒါအိမ်ရဲ့အဝေးကိုရောက်ရှိနေကြရတယ်ပေါ့နော်ဒီတော့အခုသကောင်းမှာပါဝင်ဆွေးနွေးနေကြတဲ့ကျမတို့အားလုံးကလည်းဒီစစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲအခြေအနေတွေကြောင့်အိမ်ရဲ့အဝေးမှာရောက်ရှိနေကြရတာဖြစ်တယ်ပေါ့ဒီတော့ဒီလူငယ်တွေအများဆုံးအိမ်ပြန်နိုင်ဖို့ဆိုရင်အာရှေ့မှာဘယ်လိုမျိုးလက်ရှိမှာဘယ်လိုမျိုးစိန်ခေါ်မှုတွေရှိနေတယ်လို့မြင်လဲပေါ့နော်ခုလက်ရှိကာလမှာစစ်ကောင်စီကလူငယ်တွေကိုပေါ်တာဆွဲတယ်ပေါ့နော်ဟိုအိမ်ထဲထိလည်းလိုက်ဆွဲတယ်ပြန်လမ်းမှာဖြတ်သွားနေတော့မှဆွဲတယ်မလုံခြုံမှုတွေပေါ့အဲ့ခါကျတော့သူတို့ကပြည်ရင်းမှာနေရမလုံခြုံဘူးပြီးတော့ရင်ရှေ့ထဲမှာလည်းသူတို့အများကြီးတေးကြရတယ်ပေါ့နော်သူတို့ကထိုးကျွေးနေတာအဲ့ဒါဘယ်သူတေးွားလဲဆိုရင်စစ်ကောင်စီရဲ့တပ်သား ဆိုတာထက်ကိုဒီလိုပဆလို့ခေါ်တယ်ပေါ့နော်ပြီးသူတို့ပေါ်တာဆွဲထားတဲ့သူတွေအများဆုံးတိတ်တယ်ပေါ့အဲ့ခါကျတော့လူငယ်တွေကအဲ့လိုဖြစ်မဲ့အစားဆိုပြီးပြပကိုထွက်ကြတယ်ထွက်တဲ့အခါမှာဆိုလို့ရှိရင်လည်း challenge တွေအများကြီးရှိရပေါ့နော်သူတို့က passport တွေပိတ်တာတွေပြီးတော့အောက်လမ်းတွေဖမ်းဆီးခံရတယ်ပြန်ဖမ်းဆီးခံရပြီးတော့မှလည်းပြန်ပို့ခံရတာတွေပေါ့ဒီလိုမျိုးဆိုတဲ့ခါကျတော့လူငယ်တွေမှာ ဟိုအများကြီးဒုက္ခရောက်နေတယ်ပေါ့နော်ပြည်တွင်းမှာဆိုရင်ပြည်တွင်းအလျောက်ဒုက္ခရောက်နေတယ်ပြည်ပမှာဆိုလို့ရှိရင်လည်းတချို့တွေရောက်တော့ရောက်နေတယ်ဒါပေမဲ့နေထိုင်စားတောက်ရေးတွေရက်တီရက်တီရေးတွေပေါ့နော်အလောက်ကန်ရှာပမှုတွေဒါတွေကိုလည်းတို့ကကြုံတွေ့နေရတဲ့ခါကျတော့ပြည်တွင်းမှာဖြစ်ဖြစ်ပြည်ပမှာပဲဖြစ်ဖြစ်တော့တိတ်တော့မအေးချမ်းဘူးပေါ့နော်ဒါပေမဲ့လည်းပြည်တွင်းထက်ဆိုင်ပြည်ပတော့နည်းနည်းတော်ပါသေးတယ်ဆိုတော့စိတ်မျိုးနဲ့အဲ့လိုမျိုးအများကြီးလာကြတယ်ပေါ့နော်အဲ့ဒါတွေကတော့တို့တို့အတွက်ပို့ပြီးတော့မှ ဟိုအိမ်ပြန်ဖို့အတွက်ကိုပိုပြီးဝေးစေတယ်ပေါ့ဒါကလည်းစစ်ကောင်စီရဲ့လုံရအတွက်ကြောင့်လုံရကြောင့်မလို့ပဲဖြစ်တာမျိုးပေါ့နော်ဒါရှိမှအာရှိမှအိမ်ကနေပြီးတော့ထွက်လာတဲ့သူတွေအိမ်မပြန်နိုင်ကြသေးတဲ့အချိန်မှာပဲနောက်ထပ်အာလူငယ်တွေပေါ့အာနေမထူးသေမထူးဆိုရဲဟိုအနေထားမျိုးနဲ့အိမ်ကနေပြီးတော့ထပ်ပြီးတော့ထွက်လာရတဲ့အခြေအနေမျိုးဖြစ်နေတယ်ပေါ့နော်ဒါတော့မဖူးရောဟုတ်အာဘာတွေကိုပြင်ဆိုင်ရပြီးတော့ဘာတွေကိုပြင်ဆင်နေကြလဲဆိုလို့ရှိရင်ဒါအခုလာမဲ့ ဟိုရွေးကောက်ပွဲအတွက်ဆိုလို့ရှင်လေရွေးကောက်ပွဲကလည်းအရန်အရေးကြီးရယ်ပေါ့เนาะဆိုတော့ဒီရွေးကောက်ပွဲဖြစ်သွားပြီလို့ရှိရင်လည်းအခြေအနေကအများကြီးပြောင်းလာနိုင်တဲ့အခြေအနေတွေရှိတယ်ပေါ့နော်နိုင်ငံရေးရလည်းအာဆိုတော့အဲဒီဘက်တော်လန်အင်အားစုတွေဘက်ကဘာကြီးလုပ်နေကြလဲဆိုတော့ဒီရေကော့ပွဲမဖြစ်မြောက်ဖို့အတွက်ကိုအဖက်ဖက်ကနေပြီးတော့ပေါ့နော်လက်နက်ကိုင်း ဒီအဖွဲ့အစည်းတွေ ਆ ပဲဖြစ်ဖြစ်ဒီဘက်က non violence သမားတွေပေါ့နော်ဆိုတော့အဖွဲ့အစည်းတွေ ਆ ပဲဖြစ်ဖြစ်အဲဒီရွေးကောက်ပွဲမဖြစ်မြောက်ဖို့အတွက်ကိုဝိုင်းပြီးတော့မှဟိုတုတ်ဆောင်နေကြရတယ်ရှိရယ်ပေါ့နော်တစ်ဖက်မှာလည်းအဒီစစ်ကောင်စီ ਆ ပြည်သူလူထုကိုဓာမှုပြီးတော့နင်တို့မဲပေးရမယ်ဆိုလို့ရှိရင်ပြည်သူကတော့ဘာမှမတက်နိုင်ဘူးပေါ့နော်ဆိုတော့အဲ့ဟာတွေအတွက်လည်းအအများကြီးတော့ဟိုဝိုင်းပြီးတော့ဟို စဉ်းစားနေကြရတယ်ပြင်ဆင်နေကြရရောရှိတာပေါ့เนาะဆိုတော့ဒီလက်နက်ကအဖွဲ့စည်းတွေအဲရှေ့မှာတိုက်နေတဲ့ရဲဘော်တွေအနေနဲ့လည်းသူတို့ဂျွေးကောက်ပွဲလုပ်တည်ဖြစ်စီမလုပ်တည်ဖြစ်စီဆက်တော်လန်နေရမယ်ဆက်ပြီးတော့မှတိုက်တိုက်နေရမယ်ဆိုတော့အတိနဲ့ပဲဆက်ပြီးတော့သွားနေကြရတယ်ပေါ့เนาะဟုတ်ဒါစစ်ကောင်စီကိုဆက်ပြီးတော့တော်လန်နေဖို့လို့တလို့ပဲအခုလက်ရှိအာမကြမီမှာကျင်းပတော့မယ်ဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲပေါ့ဒီရွေးကောက်ပွဲကြီးဒါအဖြစ်မြောက်သွားမယ်ဆိုရင်လူငယ်တွေရဲ့အိမ်ပြန်လန်းပို့ပြီးတော့ခွေးသွားမယ်ဆိုပို့ပြီးတော့ခတ်မယ်ပေါ့ ုတ်အိမ်ကနေပြီးတော့စထွက်လာတော့ငါပေါ့နော်ကိုယ့်ရဲ့ရီမန်းချက်ကိုယ့်ရဲ့မျောလင်းချက်စိတ်ကူးတွေကအဲ့တော့ဘယ်လိုရှိမလဲပေါ့ဥမာကျမတို့ဆိုရင်ဒါအိမ်ကနေပြီးတော့ထွက်လာတော့အော်ဒီကိုကသတင်းနောက်တယောက်ဖြစ်တယ်ဒီတော့သတင်းကြီးညာဖို့အတွက်ပေါ့နော်အလိုအပ်တယ်ဆိုတဲ့အချိန်မှာထွက်လာတယ်ဒါပေမဲ့ကိုကလည်းလူငယ်တယောက်ဖြစ်တယ်ပေါ့ရှေ့ကဒီအာနာသိမ့်မှုတွေကိုလည်းကိုကိုတိုင်ကြုံရတဲ့အတွေ့အကြုံမျိုးရှိခဲ့ဘူးပေါ့အကိုအိမ်ကနေပြီးတော့ထွက်လာတော့ကိုရဲ့မျောလင်းချက်နဲ့စိတ်ကူးစိတ်တန်းတွေကဘယ်လိုရှိလဲ ဘလို့ရှိခဲ့တယ်ပေါ့လက်ရှိမှာတော့အာဒီအိမ်နဲ့ဝေးခဲ့ရတဲ့လူငယ်တယောက်အနေနဲ့လက်ရှိမှာမျှော်လင့်ချက်ဆန္ဒတစ်ခုဆိုရင်တော့ဘာဖြစ်မလဲပေါ့အဲ့ဒါလည်းပြောပြပေးပါအခုလက်ရှိမှာပေါ့နော်မျောလင်းချက်တို့ဆန္ဒတို့ပြောမယ်ဆိုလို့ရှိရင်တော့တိုင်းပြည်မှာအေးချမ်းစေချင်တာပေါ့နော်လူငယ်တွေလည်းကိုယ့်ရဲ့ကိုယ်အိမ်ကိုမိသားစုကိုယ်အတိုင်းဝိုင်းလေးတွေနဲ့ပြန်ဖြစ်စေချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အခုဆိုရင်မိသားစုဝင်တိုင်းလူလူပူလောင်နေရတယ်ပေါ့နော်လူငယ်တွေကနေအစားမိဘတွေအစုံ ပူလောင်နေရတဲ့အတွက်ကြောင့်မလို့သူတို့အေးချမ်းဖို့ဆိုရင်လည်းတိုင်းပြည်အေးချမ်းမှရမှာပေါ့လူတခြားသူတွေကလည်းအပြင်မှာဒီပမှာရောက်နေတယ်ဆိုပေမဲ့လည်းပျော်လို့ရောက်နေမှာမဟုတ်ဘူးလေနော်အခက်ခဲတွေကြောင့်မလို့စိန်ခေါ်မှုတွေကြောင့်မလို့အဆင်မပြေလို့တော့ရောက်နေရတာဆိုတာခါကြတော့သူတို့ဆိုရင်လည်းအိမ်ပြန်ချင်တယ်ကိုယ်ကလည်းအိမ်ပြန်ချင်တယ်ပေါ့နော်ဘလို့ပဲဖြစ်ဖြစ်မိသားစုရဲ့အိမ်ကိုရဲ့အိမ်ကတော့အကောင်းဆုံးအနှွေထွေးလုံခြုံဆုံးလို့ထင်တဲ့ခါကျတော့အလိုပဲအမကလည်းဆူတောင်းသလိုတခြားသူတွေလည်းအဲ့လိုမျိုးပဲဆူတောင်းပေးတယ်ပေါ့ အင်းကထွက်လာတဲ့အချိန်မှာတော့မျောလင်းကြဘာမှမရှိတော့ဘူး။ဟိုအကုန်ပြတ်သွားပြီပေါ့နော်။ဘာလို့လဲဆိုတော့အာဖူးဆိုလို့ရှိရင်ဒီဥပဒေမှာဟိုဒီအမှုလိုက်တဲ့ရှင်နေမဖြစ်ချင်ဘူး။စီးပွားရေးအကြံပြီးအဲ့လိုဟာမျိုးဥပဒေနဲ့ပတ်သက်ပြီးတော့ corporate line ကိုတွားချင်တာပေါ့နော်။အဲ့အတွက်လည်းလုံများရရှိတယ်။ဒါပေမဲ့အာနာသိမ်းလိုက်တဲ့အချိန်မှာဘာမှမရှိတော့ဘူးအဲ့မျောလင်းချက်တည်းက။အာနာသိမ်းပြီးလို့အင်းကထွက်လာတဲ့အချိန်မှာလည်းဟို ဘယ်လိုပြောရမလဲဒီလက်နက်ကင်လမ်းစဉ်ကိုရွေးမယ်ဆိုတော့ရွယ်ချက်ကြောင့်တော့မဟုတ်ဘူးပေါ့နော်ကိုနိုင်ရဝင်ထမ်းမယ်ဆိုတဲ့ဟာနဲ့ပဲထွက်လာတယ်ဒါပေမဲ့လည်းအဲဒီနေ့ဒီချိန်မှာတော့ဒီလိုလမ်းကိုရွေးပြီးတော့ရှောက်ရှောက်နေရတယ်ပေါ့နော်ဆိုတော့ခုနကမန်နှင်းပြောသလိုပဲဟိုဆန္ဒကတော့မိသားစုတိုင်းကိုပြန်ပြီးတော့အသက်ရှင်လျက်အကုန်လုံးကိုပြန်ဆောင်ခြင်းနဲ့အဲ့ဆန္ဒကတော့ဖူးမှာမပြည့်တော့ဘူးပေါ့နော်ဆိုတော့ဒါဟို ဟိုဖြစ်ချင်တဲ့ဆန္ဒတော့အဖေနဲ့လည်းအမေတို့နဲ့အကုန်လုံးတူတူပြန်ဆောင်ချင်တာပေါ့နော်ဆိုတော့မဖြစ်တော့ဘူးဆိုတော့အဲ့ဆန္ဒကိုတော့မမျော်လင့်တော့ဘူးပေါ့အဲဒါပေမဲ့တော်လန်ရေးပြီးတဲ့အခါကျရင်အိမ်ပြန်နိုင်တဲ့အခါကျလို့ရှိရင်တော့အာကိုကိုမျော်လင့်ခဲ့တဲ့ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုတော့ပြန်ပြီးတော့အကောင့်ထဲပို့ဖို့တော့စူးစမ်းမယ်ပေါ့နော်ဟုတ်အဲ့ဒါပါဟုတ်ကဲ့ပါဒါတော့ကျမတို့လူငယ်တွေပေါ့အိမ်ထဲဝင်နေရတဲ့လူငယ်တွေရဲ့အာမျော်လင့်ချက်တွေအတွေ့အမြင်တွေကိုဆွေးနွေးခဲ့ကြတာပေါ့နော်ကျမတို့မျော်လင့်ချက်တွေလည်းဒါအာ အမြန်ဆုံးဖွင့်တာပေါ့နော်ဟိုတစ်ချိန်ချိန်ပေါ့နော်ဟိုပြည့်မြောက်ဖို့အတွက်ဆန္ဒပြုပါတယ်ဒီတော့အာကျမတို့ဒီလူငယ်တွေအာလူငယ်တွေရဲ့ဒီအိမ်နဲ့ဝင်နေရတဲ့လူငယ်တွေရဲ့သူတို့ရဲ့အတွင်းမြင်ခံစားချက်တွေကျမတို့ဒီလူငယ်တန်စကားဝိုင်းမှာဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ဒီတော့ဒီလိုပဲလူငယ်တွေရဲ့အတန်ကိုထင်ဟပ်တဲ့လူငယ်စကားဝိုင်းတွေကိုလည်းအာဆက်လက်ပြီးတော့တင်ဆက်ပေးဖို့ရှိပါသေးတယ်။ဒီနေ့စကားဝိုင်းတော့ဒီမှာပဲညှနာခြင်းပါတယ်။အာတ िश ူအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်ရှင်။